မကိုးတိုင်းဘရောင်းတက်နယ်တွင်ရှိကောက်ကွဲပစ္စည်းစက်ရုံကပ္ပစ76အနီးမှာတိုက်ပွဲတွေပြင်းထန်နေကအာရခတက်တော်အေကကာကင်းစကန်နှစ်ခုကိုထပ်မံသိမ်းယူပြီးနောက်စစ်ကောမရှင်ကအင်အားတိုးချဲ့မှုတွေပြုလုပ်လာပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ကကပ္ပစ76အနီးကာကင်းစကန်ကုန်းတွေကိုပြန်လည်သိမ်းယူဖို့ထိုးစစ်ဆင်လာတဲ့စစ်ကောမရှင်တပ်ဟာအေနဲ့ပူပေါင်းတပ်ဖွဲ့တို့ရဲ့တိုက်ခိုက်မှုကိုခံရပြီးနောက်နောက်ထပ်ကာကင်းစကန်နှစ်ခုကိုပါလက်လွတ်လိုက်ရတာပါ။ ကမ္ဘာစံ16ရဲ့နှစ်မိုင်လိုထိပူပေါင်းအဖွဲ့တွေချင်းကပ်နေကြပြီးမတုံရွယ်နီးတဝိုင်းမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ထိုးစစ်ဆင်လာတဲ့တပ်စကားမတွေပြန်လည်ကြပြီးကာကင်းစခန်းတွေလည်းအသိမ်းခံနေရတယ်လို့စီးရီသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်။တိုက်ပွဲဖြစ်ပွားတဲ့နေ့မှာပဲစစ်ကောင်မရှင်ကစစ်ကူအင်အားနဲ့လက်နက်ခဲယမ်းတွေပြင် drone တွေကိုပါ brown တက်နယ်တွင်းကိုပို့ဆောင်ခဲ့တယ်လို့သိရှိရပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ကလည်းပြည်နဝရေးကိုဖျက်ပြီး ပရောင်းတက်နယ်ညောင်ခြောက်ကိုစစ်ကောက်မရှင်ရဲ့အင်အားပြည့်ပန်စစ်ရင်တန်းခုနှစ်စီးဝင်ရောက်သွားတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။အေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်မှာကပ္ပဆာ16နီးမတုံကျေးရွာပြင် ကပ္ပဆာ6ရှိရာညောင်ခြောက်နီးတီရောက်ရှိလာတဲ့အတွက်စစ်ကောက်မရှင်ကအခုလိုအင်အားလုံးရင်ပို့ဆောင်နေတာပါ။ညောင်ကျိုးကနေလေသာတောင်ထိလက်လွတ်ထားရတဲ့စစ်ကောက်မရှင်က စင်လန်စမ်းပက်လက်28မိုင်နဲ့ကြောက်ဘူးချောင်းရှိညောင်ချောက်တရားတို့မှာအခိုင်မာခြေကုပ်ယူကအင်အားတိုးချဲ့နေပြီးတိုက်ခိုက်ရေးတမတမခွန်ခွန်ကထုံထုံအင်အားတွေအပြင်ရန်ကုန်ခြေဆိုင်တိုက်ခိုက်ရေးတပ်တွေကပါအင်အားစုစည်းထားပြီးအစုလိုက်ခွဲပြီးညောင်ချောက်နဲ့မတုံဘက်ကိုစစ်ကူပို့နေပါတယ်အထူးသဖြင့် drone တပ်တွေနဲ့ drone လက်နက်ဘုံတွေကိုတောင်ငုံနေတဲ့စခန်းမှာစုစည်းထားပြီးအတုံးလိုက်ခွဲပြီး brown တက်နယ်အတွင်းကိုပို့ဆောင်နေတယ်လို့သိရှိရပါတယ်